ဘာဖြစ်လို့ဒီမူ policy စာအုပ်တွေပြရလဲဆိုတော့လူချင်းမီးတို့ရှင်းပြစာနည်းနည်းပါးပါရှိလို့အခြား insurance company တွေလည်းများရောအဖြစ် insurance company တွေကဘယ်လိုလဲလောက်လဲဆိုတော့ဖောက်တဲ့တရားရောက်က life insurance ရှောက်လို့အတည်ပြုလက်ခံနဲ့ approve တယ်ဆိုလို့ရှိရင်လေမူ policy စာအုပ်တွေကို automatic ဖောက်တဲ့တွေနေတဲ့လိပ်စာမှာပဲပို့ပေးတယ်နော်ဒါရိုက်ဖောက်တဲ့တွေနေတဲ့လိပ်စာမှာပဲပို့ပေးတယ်ဒါပေမဲ့ဒီ national life group ဆိုတဲ့ insurance company တွေကတော့ ဒါရိုက်ပို့ပေးမယ်ဆိုလို့ရှိရင်တော့ဖို့စာရွက်ဖြည့်စရာဒီစာရွက်ဆန်းထိုးစရာတွေရှိလို့ကျွန်တော်အများတော့အဖြစ်ဘယ်လိုလုပ်လဲဆိုတော့ကျတို့ customer တွေနေတဲ့လိပ်စာကိုဒါရိုက်မှု policy စာအုပ်တွေမပို့ပဲနဲ့ agent ဘွဲစားစီကိုကျွန်တော်ဥစောပို့ခိုင်းတယ်ဘွဲစားစီဘွဲစားစီဆိုတော့ဥပမာကျွန်တော်ပုံစံမျိုးပေါ့နော်ကျွန်တော်စီကိုဥစောပို့ခိုင်းတယ်ကျွန်တော်စီပို့ပြီးတော့မှဆန်းထိုးစရာရှိတာတွေကျွန်တော်ယူထောက်လိုက်တယ်ဟိုတရွက်ပြီးတရွက်စီပေးတာပေါ့နော်စီပြီးတော့မှနောက်တစ်ဆင့် တို့ customer နေတဲ့လိပ်ဆောင်ကိုကျွန်တော်ပြပို့ပေးတယ်အဲ့လိုမျိုးပေါ့နော်ဟို insurance company စီကနေ dai တို့ customer စီမပို့ဘဲနဲ့ပွဲစားနေတဆင့်ပို့ခိုင်းတယ်အဲ့လိုမျိုးဖြစ်သွားတာပေါ့နော်ဒီ move policy စာအုပ်တွေအလုံးအရောအရင်လ6လပိုင်းကရှောက်ထားတဲ့ customer တွေအတွက်ပါ market solution ဒီ move policy စာအုပ်တွေအရင် pack တွေကကျွန်တော်ပို့ထားပေးတာဖြစ်အောင်ပါเนาะဒါမဲ့အရင် pack ကကျွန်တော်မအားလို့ဒီ pack တနည်းလားနှစ်မှာပဲကျတို့ အာ customer တွေနေတဲ့ Alisa TTC ကျွန်တော်ပို့ပေးသွားမှာပေါ့ဒီ move policy တွေအားလုံးတော့အရင်ကကျွန်တော်အများကြီးပြောနေကြအတိုင်းပဲတွေးဖောက်ဆံမလို့ဘူးဖုန်းခေါ်ပြီးတော့ phone interview လုပ်ဆံမလို့ဘူး entire ရောက်ကြားမှာရေးစမ်းစစ်ကြည့်ဆံမလို့ဘူးเนาะရှောက်ပြီးတော့ရတယ်ဆိုရင်ရတယ်လို့ပဲတခါတည်းအတည်ပြုပေးတယ်မရဘူးဆိုမရဘူးပေါ့เนาะမရဘူးဆိုဝင်မဲ့လို့လဲကျွန်တော်နဲ့အလတ်လုပ်တဲ့အခြား insurance company တွေအများကြီးရှိသေးတယ်ကျောင်းမကြီးကောင်းတဲ့လူတွေတွေ့ပဲဖြစ်စေကျောင်းမကြီးဆိုးတဲ့လူတွေတွေ့ပဲဖြစ်စေเนาะ company တစ်ခုလက်မခံရင်နောက်တစ်ခုနောက်နှစ်ခုတောင်ခုစားတွေဖြစ်ကျတော့ set share set shop ပြလို့ရတာပေါ့